ဖုံဖုံကိုချစ်မွေးလေးဆိုတဲ့လူတယောက်ကလာရောက်ပြီးတော့မှမိထားတာဒီတခုရှိပါတယ်။အဲ့ဒါကအရှင်ဘုရားတဲ့တပြည့်တော်လူတယောက်ကိုမေတ္တာပေးတဲ့အခါပို့တဲ့အခါအဲ့ဒီလူနဲ့မတည့်တော်ဘူးဖုရား။တခုမဟုတ်တခုစကားများရတယ်ဖုရား။ရှင်းပြပေးပါဦးဖုရားလို့လာရောက်ပြီးတော့မှမိထားတာလေးရှိပါတယ်။ကိုမတည့်တဲ့သူတနည်းအားဖြင့်ကိုရဲ့ယံသူကို အရင်ဦးဆုံးမပို့ရဘူးတဲ့ကိုရဲ့ရန်သူကို နောက်ဆုံးမှထားပြီးတော့မှပို့ရမှာဖြစ်ပါတယ်မာစီစရာတော်ဘုရားကြီးထံကိုတက္ကမတယောက်ကလာရောက်ပြီးတော့မှရှောက်ထားတယ်ရှင်ဘုရားတဲ့တပည့်တော်နဲ့စီးပွားပြိုင်ပွဲလူတယောက်ဟာ တပည့်တော်နဲ့မတည့်ပါဘူးဘုရားတဲ့သူလဲတပည့်တော်ကိုမတည့်ဘူးတပည့်တော်လဲသူ့ကိုကြီးမရဘူးဘုရားဒါမဲ့လို့တပည့်တော်ဟာသူ့ကိုစူးစမ်းပြီးတော့မှမြစ်တာပို့တယ်တဲ့ ဘလို့မှပို့လို့မရဘူးဖေ။ဒကမာကြီးကဘလို့ပို့တော့ဆိုတော့ "तू က तू မတဲ့တဲ့သူကိုအဲ့ဒီဒကမာကြီးကို ရှေ့ဆုံးကထားပြီးတော့မှ မြစ်တာပို့တာဖြစ်ပါတယ်။အဲ့လိုရှေ့ဆုံးကထားပြီးတော့မြစ်တာပို့တဲ့အတွက်သူ့ရဲ့မြစ်တာဟာဘလို့မှထိရောက်မှုမရှိဘူးပေါ့နော်။ဒါနဲ့ဆရာတော်ကြီးကပြောတယ်"ဒကမာကြီး"တဲ့။နောက်မြစ်တာပို့တဲ့အခါမှာဒကမာကြီးရဲ့ရန်သူကိုနောက်ဆုံးမှထားပြီးတော့မှပို့ပါလို့ပြောလိုက်ပါတယ်။ တော့မေတ္တာပို့တဲ့အခါမှာဥဇောပထမကိုချစ်တဲ့သူတွေကိုခင်တဲ့သူတွေကိုဥဇောပထမမေတ္တာပို့တာပြီးတော့မေတ္တာပို့တာပြီးတဲ့နောက်မှာတော့ကိုယ့်ရဲ့ယန္တူကိုနောက်ဆုံးမှထားပြီးတော့မေတ္တာပို့ပါတယ်အဲ့လိုမေတ္တာပို့လိုက်တော့မှဩတန်တရာမှာမတော်ဘူးခဲ့တဲ့ရွှေမျိုးဆိုတာမရှိဘူးအရင်တော့ကဒီပုဂ္ဂိုလ်ကငါရဲ့ရွှေမျိုးလဲတော်ခဲ့မှာပဲလို့စိတ်ကောင်းနှလုံးကောင်းထားပြီးတော့ပို့လိုက်တဲ့အခါမှာသူ့ရဲ့ယန္တူဖြစ်တဲ့စီဘွားပြိုင်ပဲတယောက်ဟာပြုံးပြုံးရွှင်ရွှင်နဲ့သူ့ကိုခေါ်လာနိုင်တယ် ပြောလာနိုင်တယ်အဲ့ဒီထက်ပိုပြီးတော့ထူးခြားတာက तू တရားအာယုံ ပြုတဲ့အခါမှာအာယုံထဲမှာပါသူ့ကိုလာရောက်ပြီးတော့တောင်းပန်တာလေးတွေရှိတယ်အပြင်မှာလည်းလာရောက်ပြီးတော့တောင်းပန်တယ်အာယုံထဲမှာလာရောက်ပြီးတော့မှတောင်းပန်တယ်လို့ဒီလိုဆရာတော်ကြီးပြောပြတဲ့ဇာလန်လေးတစ်ခုရှိခဲ့ဘူးတာပေါ့နော်အဲကြောင့်မို့အမြစ်တာပို့တဲ့အခါမှာကိုယ့်ရဲ့ရန်သူကိုရှေ့ဆုံးမှာထားပြီးတော့မှပို့ရဘူးနောက်ဆုံးမှာထားပြီးတော့မှပို့ရမှာဖြစ်ပါတယ်ဝိတ္တူဒီမဲ့မှာလာရှိတဲ့ မေတ္တာပွားနည်းပေါ့နော်။တနည်းအားဖြင့်ဒေါသဖြစ်လာရင်မေတ္တာနဲ့တုတ်ပြန်တဲ့နည်းပေါ့။ဘလို့တုတ်ပြန်ရမလဲလို့ဆိုရင်နံပါတ်1ကိုမချစ်တဲ့သူ ကိုမခင်တဲ့သူကိုရဲ့ယံသူတွေကကိုကိုဒေါသနဲ့ဆက်ဆံလာပြီဆိုရင်မေတ္တာပွားရဖြောက်ပါတဲ့။နံပါတ်1ကမေတ္တာပွားရဖြောက်ရမယ်။အဲသူကျမ်းမာပါသေးချမ်းသာပါသေးပေါ့ခဏနေကဆရာတော်ကြီးပြောသလိုပဲ ကိုယ့်ရဲ့ရန်သူကိုနောက်ဆုံးမှထားပြီးတော့မှမေတ္တာပွားရမယ်တဲ့။နောက်နံပါတ်2ကကိုယ့်ရဲ့ရန်သူကိုဟိုမြတ်စွာဘုရားရဲ့ဩဝါဒစကားတစ်ခုခုနဲ့လည်းပဲအာယုံပြုပြီးတော့မှသူ့ကိုမေတ္တာထားနိုင်အောင်ကြိုးစားရမယ်တဲ့။မြတ်စွာဘုရားရဲ့ဩဝါဒကဘာလဲလို့ဆိုရင်လူတယောက်ကိုဒေါသထားတယ်ဆိုတာမကောင်းဘူး။ तू ကဒေါသဘလို့ပဲကိုယ့်ပေါ်မှာထားထားကိုယ့်ပေါ်မှာအညိုးအတေးတွေဘလောက်ပဲရှိရှိ ကိုဘက်ကနေဒေါသမထွက်စိတ်မကွက်ဖဲနဲ့သူ့ဘောမှာကောင်းကောင်းမွန်မွန်ဆက်ဆံပေးမယ်ဆိုရင်နှစ်ဦးနှစ်ဖက်လုံးအတွက်အကျိုးရှိစေမှာဖြစ်ပါတယ်။ရန်တို့ရဲ့ကောင်းကွက်ကိုကြည်ပြီးတော့မှလည်းဒေါသကိုဖျောက်ပြရမယ်တဲ့။ဒီရန်သူဟာငါ့ကိုဒီနေ့ဒီချိန်မှာမကောင်းပေမဲ့လို့အရင်တုန်းကငါ့ဘောမှာကောင်းတဲ့အကွက်လေးတွေရှိပါလားကောင်းတာလေးတွေငါ့ဘောမှာလှုပ်ပေးခဲ့ပါလားဆိုပြီးတော့ကောင်းကွက်လေးတွေကိုအာယုံပြုတ်ပြီးတော့မှလည်းဖြစ်လာတဲ့ဒေါသကို ဖြောက်နိုင်အောင်ကြိုးစားရမယ်တဲ့တနာချင်းဖြင့်ဖြောက်ရမယ်တဲ့အော်ဒီပုဂ္ဂိုလ်ဟာငါ့ပေါ်မှာမကောင်းတာတွေလုပ်နေလိုက်တာမကောင်းတာတွေကြံနေလိုက်တာငါ့ကို အမျိုးမျိုးတိုက်ခိုက်လိုက်တာအော်ကြည်စမ်းတနာစရာကောင်းလိုက်တာငါ့ကိုတိုက်ခိုက်လို့ငါ့ကိုထိုးနှက်လို့သူရရှိလာမယ့်အကျိုးတရားတွေဟာမကောင်းတာတွေကြီးပဲတနာစရာကောင်းလိုက်တာလို့တနာတဲ့စိတ်ကလေးနဲ့ဒေါသကိုလည်းပဲပယ်ဖြောက်ရမယ်တဲ့နောက်တစ်ခုကမိမိကိုယ်ကို မိမိဆုံးမပြီးတော့မှလည်းပြဖြောက်ရမယ်တဲ့ဒေါသထွက်တယ်ဆိုတာဘာနဲ့တူလဲလို့ဆိုရင် လူသေးကောင်းတွေဖုတ်တဲ့ထင်းတုံးပေါ့နော်ထင်းကလာတုံးပေါ့ထိတ်ကလည်းမိလောင်ထားတယ်ဖင်ကလည်းပဲမိလောင်ထားတယ်အလဲမှာလည်းမစင်ပေးနေတယ်ဆိုတော့ဒီထင်းတုံးဟာဘာမှအကျိုးမရှိတော့အကျိုးမရှိတယ်လို့ပဲကိုကလည်းပဲဒေါသကြီးနဲ့ပြန်လဲပြီးတော့တုတ်ပြန်နေမယ်ဆိုရင်ကိုလည်းပဲဒီထင်းတုံးလိုပဲဘာမှအသုံးမဝင်တဲ့လူဖြစ်သွားလိမ့်မယ်တဲ့ ကာမတက္ကတာညာနဲ့တက်ဖြောက်ရမယ်တဲ့။အော်သူမကောင်းတာလုပ်ပေမဲ့လို့သူဟာဒီမကောင်းကျိုးကိုခံစားရမှာပဲ။ငါမကောင်းတာလုပ်ရင်လည်းငါမကောင်းကျိုးခံစားရမှာပဲဆိုပြီးတော့ကံတရားအနေနဲ့လည်းပဲတက်ဖြောက်ရမယ်တဲ့။အော်ဇတ်တော်တွေထဲမှာတိခါဏာနဲ့ပတ်သက်ပြီးတော့မှခန္တီဝါဒီဇတ်တို့ဇတ်သဖြင့်ပေါ့နော်ဇတ်တွေရှိတယ်။အဲ့ဒီဇတ်တော်တွေကိုအာယုံပြုတ်ပြီးတော့မှလည်းပဲအော်ဒီဇတ်တော်ထဲမှာဘုရားလောင်းကဘလို့တွေတိခံခဲ့တာဘလောက်ထိအနောနာခံခဲ့တာဆိုတာလေးတွေကို အာယုံပြုတ်ပြီးတော့မှလည်းပဲဖြစ်လာတဲ့ဒေါသကိုပဲဖြောက်ရမယ်တဲ့။တန်တရာတလွားမှာရွှေမျိုးမတော်ဘူးတဲ့ပုဂ္ဂိုလ်ရဲ့လို့မရှိဘူးတဲ့။ဒီပုဂ္ဂိုလ်ဟာဒီဘဝမှာကိုယ်နဲ့တစိမ့်ပြင်ပြင်ကိုယ့်ရဲ့ရန်သူချင်းဖြစ်ပေမဲ့လို့ဘဝတစ်ခုခုမှာကိုယ့်ရဲ့အကိုတော်၎င်းကိုယ့်ရဲ့အမတော်၎င်းတနည်းအားဖြင့်ကိုယ့်ရဲ့အဖေတော်၎င်းကိုယ့်ရဲ့အမေတော်၎င်းကိုယ့်ရဲ့အမေနေရာတော်ခဲ့မယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာငါ့ကိုကိုလာလွယ်ဆဲလာဖွားပြီးတော့ ငါရဲ့သေးတွေချီးတွေအညစ်ကြေးတွေကိုသူတုတ်တင်ရှင်းလင်းခဲ့မှာပဲအဖေနေရာရောက်လာပြီဆိုရင်လည်းပဲအော်အဲ့ရတကြီးတဏီတခြားကိုသွားပြီးတော့တက်ဆွန်ဆံပြစီးပွားရေးတွေရှားပြီးတော့ငါ့ကိုကျွေးမွေးခဲ့မှာပဲလို့ရွှေမျိုးတော်စားပြီးတော့မှလည်းပဲဒေါသကိုဖျောက်ပြရမယ်တဲ့မေတ္တာအကျိုးကိုဆင်ခြင်ပြီးတော့မှပဲဖျောက်ရမယ်မေတ္တာအကျိုးဆိုတာကအာမေတ္တာပွားတဲ့ပုဂ္ဂိုလ်ဟာချမ်းသာလျက်အိပ်ရမယ်ချမ်းသာလျက်နိုးရမယ်ပေါ့စသဖြင့်မေတ္တာရဲ့ အကျိုးတရားကိုဆင်ခြင်ပြီးတော့မှလည်းပဲဒေါသကိုပယ်ဖြောက်ပြရမယ်တဲ့ဓာတ်ခွဲပြီးတော့မှလည်းပဲဒေါသကိုပယ်ဖြောက်ပြရမယ်ဆိုကြပါစို့အော်ငါမုန်းနေတဲ့ပုံကငါရန်သူဟာငါကဘာကိုမုန်းတာလဲသူ့ရဲ့မျက်လုံးကိုမုန်းတာလားသူ့ရဲ့ပါဇက်ကိုမုန်းတာလားသူ့ရဲ့ခန္ဓာကိုယ်ဘော်ဒီကြီးကိုမုန်းတာလားအဲ့လိုပေါ့ခန္ဓာကိုယ်ကိုခွဲချမ်းစိတ်ဖျားပြီးတော့မှခွဲကြည့်လိုက်မယ်ဆိုရင်ဘာကိုမုန်းလို့မုံမှန်မသိဖြစ်သွားလိမ့်မယ်ဒါကြောင့်မို့ဒေါသကိုအဲ့ဒီနည်းနဲ့လည်းပဲပယ်ဖြောက်ရမယ်တဲ့နောက်တစ်ခုက ဥစ္စာပြီးပြီးတော့မှလည်းပဲတရားဖြောက်ရမယ်တဲ့ဥစ္စာပြီးပြီးတော့ဆိုတာဒကာတို့ကတီဟိုခေတုံးကကျောင်းနိုင်ဆရာတော်ကြီးတပါးကကျောင်းမှာနေတဲ့အခန်းတွေဥစဉ်ကိုမကျေနပ်ဘူးကျောင်းကနေနင်ထုတ်ခြင်းနေတာပေါ့နော်အဲ့လိုနင်ထုတ်ခြင်းတဲ့အချိန်မှာဥစဉ်လေးကဘာလို့တုံးဆိုတော့သူ့အမေကတ်လုလိုက်တဲ့အကောင်းစားတပိတ်ကိုသူ့ကိုမောင်းထုတ်ခြင်းနေတဲ့ဆရာတော်ကြီးကိုသွားလုပလိုက်တယ်ဆရာတော်ဘုရားတပည့်တော်တောင်းမှာ ဒီတပည့်အကောင်းစားကြီးကိုမတုံးရက်ပါဘူးဖေဟာဆရာတော်ကိုလူပါတယ်ဖေဟာလို့ဆိုတော့ပေးကမ်းခြင်းဖြင့်လည်းပဲနော်ကိုယ့်ကိုမုန်းနေတဲ့ပို့ကိုကိုတုတ်ပြန်လို့ရတယ်ဒေါသကိုချစ်ဖြဲလို့ရတယ်ဆိုတော့ဒီဆရာတော်ကြီးကိုဒီလိုတပည့်သွားကားလိုက်တဲ့အခါမှာဆရာတော်ကြီးကကြည်ကြည်ပြူပြူပဲသူ့ကိုရင်ကထက်ပို့ပြီးတော့အလေးပေးဦးစားပေးပြီးတော့မှနေခွင့်ပေးတယ်နော်ဒါကြောင့်မို့လို့ဒေါသဖြစ်လာတဲ့အခါမှာဒီနည်းလေးတွေနဲ့ပြဖြောက်တာအောင်စူးစမ်းရမှာဖြစ်ပါတယ် အားလုံးပဲကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာတော်မူကြပါစေခင်ဗျာ